ီနေ့မှာပရိသတ်ကြီးကိုနားဆင်ရမှာကတော့စာရင်းစရာဇီရနရာမညာရေးသားထားတဲ့အောင်မြတ်တာနဲ့ဆုံးဖြူမရွာဆိုတဲ့ဇာတ်လမ်းလေးကိုပရိသတ်ကြီးတို့ကနားဆင်ရမှာပဲဖြစ်ပါတယ်။တော်ဝင်းချင်းတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေတဲ့ညတကောင်ရဲ့အချိန်မှာတော့ညောင်ရမ်းရွာလမ်းမကြီးပေါ်မှာလူတယောက်ပုံရှုပ်ခွေရှုနေတွာလာနေခဲ့အမောင်သူကိုအာယူရင်းနဲ့တွာလာနေတဲ့လူကအတန်သင့်ကျဲဝင်တဲ့ခြံဝန်းတစ်ခုရှိကိုရောက်တဲ့အခါမှာတော့ခန္ဓာကိုယ်ကိုကြုံပြီးထိုင်ချလိုက်ရှာ လူတွင်ရနေကြောင်တကောင်အဖြစ်ပြောင်းလဲသွားကအနားမှာရှိတဲ့ခြံစည်းရိုးပေါ်ကိုလွှားခနဲခုန်တက်သွားခဲ့သူရဲ့မျက်လုံးတွေဟာပဒံများတစ်လုံးလိုညည်းရေးပြီးတော့တခုခုကိုရှာဖွေနေတယ်လို့လှည့်ပတ်ကြည့်ရှုနေခဲ့တယ်။အင်ကောင်မိုးတနေရာစီကိုအရောက်မှာတော့တကူစာဝင်လို့ရအောင်အုတ်ချုပ်ပြားတစ်ချက်ကိုလက်သေးနဲ့ခွာကထိုးဆင်းသွားခဲ့တာ။အခန်းထဲမှာတော့ကျိုးစာအုပ်စင်တွေအများအများရှိနေပြီးတော့ဘောင်းနေရာတွေမှာတော့လွန်စွာလက်ရာမြောက်တဲ့ပပူရုပ်ထုတွေထွင်းထားတာကိုလည်းမြင်လိုက်ရတယ်။ အဲဒီချိန်မှာအမီးတထောင်ထောင်နဲ့လမ်းလျှောက်နေတဲ့ကြောင်နဲ့ကြီးကပတဲရက်တလို့ရက်လိုက်ရှာအရက်၆ပိန်နီးပါးခန့်ရှိတဲ့လူရည်တယောက်ဖြစ်နေပြောင်းလဲသွားခဲ့တာလူရည်ဟာစာအုပ်စင်မှာတင်ထားတဲ့စာအုပ်တွေကိုစူးရှားတဲ့မျက်လုံးတွေနဲ့လိုက်ကြည့်ပြီးတော့တနေရာကိုအရောက်မှာတော့သူ့ရဲ့သွေးလျားတဲ့လက်ချောင်းလေးတွေနဲ့စာအုပ်တအုပ်ကိုဖျက်ခနေဆွဲယူလိုက်ပါတော့တယ်အဲဒီချိန်စာအုပ်စင်ပေါ်မှာထွေးထူထားတဲ့ပပုရုပ်တွေအသက်ဝင်လာသလိုလှုပ်ရှားလာပြီးစမ်းပြေကိုတဖြုံဖြုံနဲ့ခုန်ထွက်လာခဲ့တယ် လက်တစိခန့်သာရှိတဲ့ပပူးရုပ်တရားကျမ်းပေါ်ကိုရောက်တာနဲ့ကျောင်းမဖွေအစင်းတတန်ဒီဖြစ်ခဲ့ပြီးတော့ပြူးကျဲတဲ့မျက်လုံးလေးနဲ့ဟိုတီတီလိုက်ကြည့်နေခဲ့ကြတယ်။ဒါပေမဲ့ထူးခြားမှုတစုံတစ်ခုကိုမတွေ့ရတာကြောင့်ပပူးရုပ်တွေအသွင်ပြင်ပြောင်းသွားပြီးမိမိတို့ထွက်ကြလာတဲ့နေရာတွေစီကိုပြန်ဝင်သွားခဲ့ကြတယ်။အဲဒီအချိန်မှာတော့တကူလုံးနှက်မောင်နေတဲ့ကျောင်းတကောင်ကလက်နဲ့တိခတ်ထူတဲ့စောင်းတအုပ်ကိုပစက်မှနေကြိုက်ချပြီးတော့အမောင်တို့ကနေတရွေ့ရွေ့နဲ့ထွက်ခွာသွားခဲ့ပါတော့တယ်။ မေယာထန်းတပြားတိရောက်နေပြီဖြစ်တဲ့အတွက်မေဖြူတရားအောင်နောစာစင်းနေရာကိုရက်ကအိမ်ပေါ်ကိုတက်လာခဲ့လိုက်တယ်။စက်ကြာကြီးအိမ်ဟာမထသေးဘူးလားဟ။မေဖြူရဲ့တန်ကြောင်အိမ်ဟာလေလူးလိမ့်နေတဲ့စက်ကြာဆိုတဲ့သူကလူးလဲထလိုက်ကအမဘေးချင်းရှိပြီလေဗျ။နေထန်းတပြားတော့ရောက်နေပြီ။ပင်းနေတော့ယောက်ျားလေးတယောက်ရှိပါတယ်။ဘာမှအာကူမရအောင်။အမကလေဒီမောင်လေးတယောက်တည်းရှိအောင်ဗျာ။ဒီချိန်အဖေသားရှင်တော်ရီယာကူမနင့်ကိုတွားနေခိုင်းမှာ။ တော်ရရကူမာတော့မနေကျင်ပါဘူးကျွန်တော်ကအမနာမှာပဲနေကျင်တာဒီကောင်တော့စကားရတတိုင်းရှောက်ပြောမနေနဲ့တွားတွားမျက်နှာတက်တက်ပြီးရင်ထမင်းစားတော့မေဖြူဟာမောင်ဖြစ်သူကိုမျက်စောင်းထိုးပြီးတော့ပြောလိုက်တာဖယိုးဖယဲဖြစ်နေတဲ့အိယာကိုခောက်နေလိုက်တယ်စကြရင်ညနေကျရင်အကွားစိန်ညာစီကိုတွားလိုက်အောင်နော်ဘာလို့မလုပ်လဲဗျမဟုတ်ပါလေရောဟိုပညာတွေသင်ခိုင်းအောင်မလုပ်လား အေးလေနေ့ထက်ငယ်တဲ့သူတွေတောင်မှပညာတွေအတော်ဆုံးနေပြီနေရအခုထိခြေရာကောက်တဲ့အတက်တောင်မကျွမ်းကျင်သေးဘူးမလားကျွန်တော်ကဝါသနာမှမပါတာဘူးဗျာစိတ်ညစ်ပိုင်းစိတ်ညစ်လဲမတက်နိုင်ဘူးအေးအဖွားကသူခေါ်ရမလာရင်လေဘာလို့တက်တယ်ဆိုတာသိရင်မလားလေခွေးထဲမှာတရေဖန်ခိုင်းအောင်မှာမလားအေးဒါတော့ငါလည်းမသိဘူးလေမေဖြူကအဲ့ရခောက်သိမ်းပြီးတော့အင်းရှိကိုထွက်လိုက်တဲ့အခါမှာတော့အင်းတက်စင်းမှာချိန်ဆဲထားတဲ့ခေါင်းလောင်းကတရှင်ရှင်နဲ့လှုပ်ရှားလာတာကိုမြင်လိုက်ရှာတယ် အရင်ရောက်ထူးပီထင်းနေတဲ့ဆက်ကြရဲ့မျက်နှာတက်ပြီးရနဲ့အဖွားအိမ်ကိုလိုက်လာခဲ့ဟိမင်းဖြူဟာမောင်ဖြစ်သူကိုပြောပြီးတော့အိမ်ပေါ်ကနေကမန်းကရန်ဆင်းသွားခဲ့တာအဖွားစင်ညာအိမ်ကိုရောက်တော့သူ့လူကိုလိုအရေးတကြီးလာနေကြတဲ့သူတွေကိုမြင်လိုက်ရှာတယ်။တင်းနုအဖွားကဘာလို့ခေါ်တာလဲ။ချန်ဝိုင်းတဲ့ဝင်လာတဲ့တင်းနုဟာမင်းဖြူရဲ့စကားကြောင့်ခေါင်းကိုခါရမ်းလိုက်တယ်။မောင်လည်းမသိသေးဘူး။อืมတာမန်ကိစ္စလောက်နေတော့အခုလိုခေါ်မှမဟုတ်ဘူးထင်တာပဲ။ အတန်သင့်ကျင်ဝန်းတဲ့ခြံလေးမှာလူတွေအကုန်စုမိကြတဲ့အချိန်ကောက်ကွေးနေတဲ့သပင်ကိုအနောက်ကနေဆွစီးထားတဲ့အမေဦးတယောက်ကအိမ်ပေါ်ကနေဆင်းလာပြီးတော့အားလုံးရောက်လာကြပြီလားဟိအတန်အရွယ်နဲ့မလိုက်အောင်ဟိန်းထွက်ကြမှုခြံဝင်းထဲမှာရှိတဲ့သူတွေလှုပ်လှုပ်ရှားရှားဖြစ်သွားကြတယ်။ဒီနုံကိုခေါ်ရတဲ့ကိစ္စတခြားမဟုတ်ဘူး။ဒီရွာကိုမကြခင်အချိန်အတွင်းဧည့်သည်၅ယောက်ရောက်လာကြလိမ့်မယ်။သူတို့တွေကငါတို့ကိုဒုက္ခပေးမဲ့သူတွေမဟုတ်တာမို့ရန်လိုတဲ့အပြုအမူတွေမလုပ်ကြဘူးတတိပီးတာ။ အဖေဒီရောအဲ့ဒီလက်မခံတာကြာပြီမဟုတ်လားအခုမှဘလို့ကြောင့်လက်ခံရတာလဲဟေးငထွန်းတင်အခုလာမဲ့သူရာနည်းနည်းရရလေးမဟုတ်ဘူးကွအပွားစညာရဲ့စကားကြောင့်ရာသားတွေအားလုံးစောရကမတက်တော့ဘင်းနေကြောက်လာကြမယ့်ဧည့်သည်တွေကဘသူတွေလဲဆိုတာကိုသာသိကျင်သွားခဲ့ကြတယ်။မတို့ရောရောက်လာတဲ့ဧည့်သည်တွေကို ကောင်းကောင်းမွန်မွန်ဧည့်ခံပေးကြအောင်ကြောက်လာ။ဟုတ်ကဲ့ကွာ။အေးအေး အခုလိုခေါ်ပြောရတာလေတယောက်ယောက်ကသူတို့ကိုမသိပဲစော်ကားမိမအောင်စိတ်ပူလို့ကွကဲကဲတော်ကိုလုံးဆရာရှိအောင်လောက်ကြပြီးတော့အပွားစင်ညာရဲ့စကားဆုံးမှာတော့လူအုပ်ကြီးကမိမိတို့ရဲ့နေအိမ်စီကိုတပွဲခွင်းနဲ့ပြန်သွားခဲ့ကြပြီးမိစက်ကြာကတော့ကိုကိုပင်အောင်မထိုင်တာအပွားစင်ညာရဲ့အိမ်ကိုသာစိုက်ကြည့်နေခဲ့တယ်စက်ကြာနေမပြန်မင်းနဲ့ဘာထိုင်လို့နေရလဲကိုကိုပင်ရဲ့နောက်ကနေထွက်လာတဲ့အတန်ကြောင်လှည့်ကြည့်လိုက်ရှာအမဖြစ်သူမေဖြူကိုမြင်လိုက်ရှာတယ် အခုနောက်မှထမင်းစားတာတော့အဲ့ဒါလမ်းမလျှောက်ရှင်သေးဘူးဗျအဲ့ဒါကြောင့်ခဏထိုင်နေတာညမပြန်သေးဘူးဆိုရင်လေရွာထိပ်မှာကင်းမုံရွက်တွေတွားခုပေးစမ်းပါအေးညနေစားရင်အရေးတောက်လေးချက်ချင်လို့ပြောင်းဝှက်ချက်ပဲလားအမအေးတအိုးချက်ပဲခူးလာခဲ့ခူးပြီးပြန်လာအောင်နော်ဟိုဟိုဒီဒီလေးတဝေထူးမနေနဲ့စက်ကြာလေးအမဖြစ်သူကိုမျက်နှာရွှေ့ကကြည့်လိုက်ပြီးရင်တော့ရွာပြင်ကကမုန်းချုပ်လေးရှိတဲ့ဘက်ကိုထွက်လာခဲ့လိုက်တယ် ဆုံးဖြူမာရွာရဲ့အပြင်ဘက်မှာတော့အလေးကြပေါက်နေတဲ့ကမွန်းချုံတွေကလက်ညှိုးထိုးမလွယ်ရှိနေခဲ့ကြတယ်။အလားတူပဲတခြားသောဟင်းသီးဟင်းရွက်တွေကလည်းခုဆုလို့မကုန်နိုင်လောက်အောင်ပေါက်နေတဲ့အတွက်ရွာသားတွေအပိုစားကျင်နေတဲ့အချိန်အလွယ်တကူခုဆုစားရုံသာပါ။စက်ကြာကလည်းကမွန်းရွက်နုနုလေးတွေကိုခူးနေတဲ့အချိန်ပကောက်ပတောက်ဆိုတဲ့အတန်ကြားလို့ကြည့်လိုက်တော့ပေဝင်းနေတဲ့တရက်တီကိုလေးကွားနဲ့ပြစ်နေတဲ့စေကျော်တက်အွေလူငယ်လေးတယောက်ကိုမြင်လိုက်ရတာကြောင့်ဟဲ့ကောင်တရုတ်ပင်ကနိမ့်နေတယ်ကိုဘာလို့ကွားနေပြစ်နေရလဲ။ ပြင်းလို့ဗောဗျာဒါနဲ့ခမရဒီတရက်ပင်ပိုင်ရှင်လားပိုင်ရှင်တော့မဟုတ်ဘူးလေကွာမင်းပြတဲ့လောက်စလုံးကငါ့ကိုလာမှန်မှာစိုးလို့ဟိဟာဖိုကရုံကဒီလောက်မညံ့ပါဘူးအခုတော့မထီအောင်ပြစ်ထားတာလေရအတော်ကြီးတာပဲအဲ့အကြောင်းရက်ပူနေရစက်ကြရဲ့စကားကြောင့်ဖိုကရုံကနှာတင်းသွားတာအရက်ပူတာမျိုးမျိုးကြောင်ဗျာအခုခမရကြိုက်တဲ့အတီကိုလက်ညှိုးထုတ်လိုက်ကျုပ်ပြစ်ပြမယ်ဖိုကရုံကရှူးရှူးရှဲရှဲနဲ့လေးကွာလေးကိုလောက်စလုံးထည့်ပြီးတော့အသိပြင်လိုက်တဲ့အချိန် ဖိုးကတော့မိခွပြန်ချထားစမ်းအဲ့ရဲ့တန်တဲ့တူလွယ်အိတ်ကိုဘေးတစောင်းတွေထားတဲ့လူလေးယောက်စူးစုံနေနောက်ကနေထွက်လာခဲ့တာစကြာလေးတကောင်းမှမမြင်ဘူးရဲ့လူစိမ့်တွေကိုမြင်တော့အပွားစိန်ညာရဲ့စကားကိုတတိကျသွားကခမောင်းတော့အပွားစိန်ညာပြောထားတဲ့အဲ့ဒီလေးပဲဖြစ်ရမယ်ကျုပ်တို့လာမယ်ဆိုတာကြိုသိနေရလားတိရပေါ့ဗျာအပွားစိန်ညာမကြခင်ရောဧည့်သည်၅ယောက်လာလိမ့်မယ်လို့ပြောထားတာဒီတကူက၅ယောက်ထဲမှာပါမယ်လို့တော့မထင်ထားဘူးဗျာ ဆက်ကြာဖိုးကလုံးကိုပြုံးဆက်ဆာနဲ့ကြည့်ပြီးတော့ပြောလိုက်တယ်။ဟဲ့လူကျောင်းနဲ့ပဲဖိုးကလုံးပြဂျပုမဟုတ်ဘူး။နောက်တစ်ခါဂျပုလို့ခေါ်ရင်ခမောင်းမျက်နှာကိုကွာနဲ့ပြစ်မှာနော်။မောင်စမမင်းကောင်ထိန်းထားအောင်။ဟဲ့ကောင်ဖိုးကလုံးရင်းရင်းလေးစမ်းသူများကိုပြဿနာမရှာနိုင်နဲ့။မောင်စမဖိုးကလုံးရဲ့ကိုယ်ကိုဆွဲပြီးတော့အနောက်ကိုခေါ်ထားလိုက်တယ်။ဒါပေမဲ့ဖိုးကလုံးကငြိမ့်ငြိမ့်မနေဘဲနဲ့ဆက်ကြာကိုဘူးကြည့်ကြည့်နေခဲ့တယ်။အဲ့ဒီနေ့ရွာထဲကိုဝင်ကြပါအောင်။အပွားအိမ်ကိုကျွန်တော်လိုက်ပြပါမယ်။ဂျေဆုတင်ပါလေကောင်းလေး။ စစ်ကြာကလည်းဧဒေရီကိုအဖွားစင်ညာအိရှိယာကိုဥဆောင်လို့ခေါ်လာခဲ့လိုက်တယ်။အိရှိအောင်ရောက်တော့တောင်ဝိတချောင်းနဲ့အတင်ရှက်ဆောင်နေတဲ့ဖွားစင်ညာကဆရာတို့ကအစောကြီးရောက်လာကြတာပဲ။လာလာအိတ်တဲဝင်ကြ။အဖွားကိုဒုက္ခပေးမိပါပြီဗျာ။မဟုတ်ပါဘူးဆရာတို့ရဲ့အဖွားကိုရွာကိုတပူးတကလာပြီးလို့ဆရာတို့ကိုကျေးဇူးတင်နေတာ။အောင်မြတ်တာတို့ကလည်းအဖွားစင်ညာရဲ့အိရှိကိုပြစ်မှာထိုင်နေကြတဲ့အချိန်ရုံးအေးကိုစီကင်ထားကြတဲ့ရွာကမင်းကလေးတွေဝင်လာခဲ့ကြတယ်။ ဆရာတို့ကတသက်လို့ပဲစားတာဆိုတော့အစင်တရာလေးလှုပ်ထားပါလေတုံးဆောင်ကြပါဦးအပွားစင်ညာကရုံးအစ်ကိုဖွင့်လိုက်ရှာအထင်းစီမှာစီဒီဝင်းဤနေအောင်နှက်ထားတဲ့လက်ဖက်တွေအပြင်အတီးနံမျိုးစုံယူတွေလည်းရှိနေခဲ့တယ်ဆရာတို့နှက်ဖွဲ့ရွာမှာအစွမ်းပြတဲ့တည်ရာမှွှင်းနေတာပဲနော်တလောက်လည်းမဟုတ်ပါဘူးအပွားရဲ့ပင်ရမဟုတ်ရမှာလေဆရာတို့ဒါအဲ့ဒီလူကိုမနှိမ်နှင်းခဲ့ရင်လေအခုချိန်ဆိုရင်အပွားတို့ရွာလေးပြာချနေလောက်ပြီ သူနဲ့ဒီရွာဘလို့ပတ်သက်မှုရှိခဲ့တာလဲအရင်စားလိုက်ပါအောင်ပြီးမှအခွားသေးချာပြောပြပါမယ်အောင်မြတ်သာတမရသည်ယူတစိကိုစားလိုက်ပြီးတော့ပကံကိုတပည့်ရီစီကိုကမ်းပေးလိုက်တယ်ခဏနေတော့အခွားစင်ညာကပေါက်ဆက်ကြရင်မင်းမခူးခိုင်းထားတာလीတွားခူးပေးလိုက်အောင်လीအဲ့လိုပြောပြီးတော့မတိမတာနှင်းထုတ်လိုက်တယ်ဆက်ကြထွက်သွားတော့အခွားစင်ညာက အောင်မြတ်သာနာကိုတိုးလာကမကြသေးခင်ကအခွားလိုထိမ့်သိမ့်လာခဲ့တယ် ရုပ်တွင်ပြောင်းမော်စင်စာအုပ်ဒုတိယအတွဲတအုပ်ပျောက်သွားနေစရာဘလို့ရုပ်တွင်ပြောင်းမော်စင်ဟုတ်လားဟုတ်တယ်ဆရာအလွယ်ပြောရရင်လူစင်စစ်ကနေတခြားတရဝါတမျိုးမျိုးပုံစံကိုပြောင်းလဲလို့ရတဲ့ကျင့်စဉ်စာအုပ်ပါအဖွားပြောက်သွားတာကဒုတိယအတွဲဆိုတော့ပထမတတွဲရကြံသေးတာပေါ့ပထမအတွဲကအဖွားတိတဆရွေလေးရမရှိခဲ့တာရှိမီနောက်မီအဖိုးဖွားတွေပြောတာကတော့ရွာပြောင်းရွှေ့စဉ်ပျောက်ပြတ်သွားတယ်လို့ဆိုတာပဲ ဒီလိုချင်းစင်စာအုပ်ကိုအလွဲတကွယူလို့မရအောင်စီမံထားတာမဟုတ်လားဟုတ်ပါတယ်ဒါကိုဘယ်လိုခိုးသွားလဲဆိုတာမပြောတတ်တော့ဘူးကဲအခုဆရာကိုအပေါ်လိုက်ကြပါမယ်အပေါ်စင်ညာကအောင်မြတ်တာတယောက်တည်းကိုခေါ်ပြီးတော့အိမ်နောက်ဘက်ကစပတ်ကြီးရှိရာဘက်ကိုထွက်သွားခဲ့တာစပတ်ကြီးရှိကိုရောက်တော့သရီကံပုံစံလုပ်ထားတဲ့ပြင်ချက်ရှိမှရက်ကကာရာတပုတ်ကိုနှကန်းလှုပ်ရှုပ်ဖက်လိုက်တယ်အဲ့လိုရုပ်ဖက်လိုက်တော့ပြင်ချက်တွေကဘေးကိုရွှေ့သွားခဲ့တာ စက်ကြီးကိုပဲနှိမ့်ဝက်အခန်းပုံစံစီရင်ထားတာကိုဆရာအထဲကိုဝင်လာခဲ့ပါအပွားစင်ညာကအောင်မြတ်တာကိုဟာနေတဲ့ပြင်ချက်ကြီးချားတဲ့ကိုဝင်ခိုင်းလိုက်ပြီးတော့လက်ဖြစ်တီးလိုက်ရှာနေရမှာချိတ်ဆွဲထားတဲ့မီးခွက်တွေရမီးတောက်တွေပေါ်လာခဲ့တော့တယ်အထဲမှာတော့ကနုတ်ပပူတွေများစွာထွင်းထုတ်ထားတဲ့စာအုပ်စင်၅စင်ခန့်ကိုမြင်တွေ့လိုက်ရှာတယ်အဲ့ဒီထဲကဒုတိယစာအုပ်စင်မှာတော့နေရာလွတ်တစ်ခုရှိနေခဲ့ကိုးသွားတဲ့သူရဲ့ပညာအစွမ်းကအတော်မြင့်မားတာပဲဗျဟုတ်တယ်ဆရာ ရုပ်သိနံသွင်းအစီအရင်ကိုတော့ကြော်ဖြတ်နိုင်တယ်ဆိုကြတဲ့ကတာမန်ပညာရှင်မဟုတ်ဘူးရုပ်သိနံသွင်းအစီအရင်ဟုတ်လားပေါ့ဒီလိုနာမည်မျိုးအခုမှကြားဘူးလားပဲသူဟာပုံနကားတိုက်အစီအရင်လိုပဲဆရာရဲ့ရုပ်သိရဖြစ်တဲ့ဟော်ရီပပုရုပ်တွေကိုပညာနဲ့နံသွင်းထားတာအပေါင်းဆိုင်ညာကစောင်းစင်ပေါ်မှာထွန်းစစ်ထားတဲ့ပပုရုပ်တွေကိုကိုင်ရင်နဲ့ပြောပြနေခဲ့တာသူကဒီစောင်းကိုမှဘာလို့ရွေးပြီးခိုးရတာလဲ အဖွားစိတ်ကူလာလေအဲ့ဒီအချက်ပဲကွ။ရုပ်တင်ပြောင်းမော်စင်ဆောင်နှစ်အုပ်မှာပထမဆောင်ကခန္ဓာကိုယ်ဖြစ်စဉ်ကိုပြောင်းလဲပေးတဲ့ပညာချက်ဒုတိယဆောင်ကပြောင်းလဲထားတဲ့ရုပ်တင်ကိုတခြားသူတွေနဲ့တိုက်ခိုက်တဲ့ပညာချက်ကိုရေးထားတာ။အဖွားပြောသလိုဆိုရင်ခိုးယူတဲ့သူကပထမအတွင်းမရှိဘဲဒုတိယအတွင်းကိုဘာလို့ပို့ခိုးရတာလဲ။မဟုတ်မှလည်းရောသူကရုပ်တင်ပြောင်းမော်စင်ပထမအတွင်းကိုအောင်မြင်ထားတဲ့သူဖြစ်နေမလား။โอ้မဖြစ်နိုင်တာပဲဆရာရဲ့ ပထမအကြိမ်အပြောင်းနေတာနှစ်ပေါင်းရှားချင်းနေပြီလေဖြစ်နိုင်တာပေါ့အပါရဲ့ဒီခန်းထဲကိုလူတယောက်အနေနဲ့ဝင်လို့မရနိုင်ပေမဲ့တခြားတရိတ်ဆန်တစ်ကောင်ကောင်ရဲ့ရုပ်တွေပြောင်းပြီးတော့ဝင်မယ်ဆိုရင်တော့ဝင်လို့ရတယ်မဟုတ်လားဆရာပြောတဲ့အတိုင်းသာဆိုရင်ဒုက္ခရောက်ပြီထင်ပါတယ်ဘာဖြစ်လို့လဲအဖွာအဖွာတို့မှာတပောင်တစ်ခုရှိခဲ့တယ်အဲ့ဒီတပောင်ကရုပ်တွေပြောင်းလျက်အိမ်ပေါ်တက်ကမျိုးရိုးအဆက်ပြက်လက်တန်းလို့ဆိုခဲ့ကြဘူးလေဒီတပောင်ကဘယ်ချိန်တည်းကပေါ်ခဲ့တာလဲ အတေးကြတော့မပြောပြတတ်ပါဘူးဆရာရဲ့အဲအားကြောင့်စာအုပ်ကိုပြန်ရှာဖို့အတွက်ဆရာတို့အကူအညီတောင်းရခြင်းပါကျွန်တော်တို့အတတ်နိုင်ဆုံးစ조사ကြည့်ပါမယ်အခုလိုပြောပြရပဲကျေးဇူးတင်နေပါပြီဆရာရဲ့အောင်မြတ်တာတို့ဟာစပကြီးတွေကနေအပြင်ကိုပြန်ထွက်လာတဲ့ချိန်မှာတော့မလမ်းမကမ်းမှာရှိတဲ့တရက်ပင်ကွာချားတွေကနေကြောင်နဲ့တကောင်စိုက်ကြည့်နေတာကိုဘသူမှသတိမထားမိခဲ့ကြပါဘူးအင်းရှိကိုရောက်တော့ပိုကရုံကဖေမာကက်နေတဲ့ဖျားတစ်ချက်ကိုလက်နဲ့အတင်းဆွဲခွာနေအောင်မြင်လိုက်ရှာတယ် မောင်ကောင်းခွန်လာနဲ့မောင်စမတို့ကတော့လက်ဖက်တုပ်လေးစားလိုက်ရင်းနှီးလေးတောက်လိုက်နဲ့ဖိုးကရုံးကိုကြည့်ပြီးတော့ရည်နေကြတယ်။မောင်ကောင်းဒါကဘလို့ဖြစ်တာလဲ။ဆရာတပည့်ရည်ရင်းနှီးလာပူတဲ့ကောင်မလေးတယောက်ကိုမျက်စာတော့ပြပြရဲလေ။အဲ့ဒါဟိုကစနောက်ပြီးတော့လှုပ်သွားတာဆရာရဲ့။ဖိုးကရုံးမိဘကြောင့်မျက်စာတော့ပြပြရတာလေ။တမင်တကာမျက်စာပြပြတာမဟုတ်ပါဘူးဆရာရဲ့မတော်တဆဖြစ်သွားတာပါ။မတော်တဆဖြစ်ချင်တဲ့ကောင်နောင်ကျင်သွားအောင်လို့ဒီတိုင်းထားလိုက်။ မလို့ပါနေစရာရဲ့ဖေမာဖျားကြီးကန့်တရားခွာပေးပါအောင်။အောင်မြတ်သာဘူကလုံးရဲ့စကားကိုအဖက်မလုပ်ပေး။အဖေကျွန်တော်တို့ဘယ်မှာတရမလဲဆိုတာကိုပြောပြပေးပါအောင်။ဟုတ်သားပဲဆရာတို့အတွက်တီးတက်နေတာလှုပ်ထားပါတယ်။မောင်ညိုကြီးဆရာတို့ကိုလိုက်ပြလိုက်ပါအောင်။အဖေစိန်ညာရဲ့စကားကြောင့်ဘေးအိမ်မှာရှိတဲ့သူကအောင်မြတ်သာတို့ကိုလမ်းပြကခေါ်ဆောင်သွားခဲ့တော်တယ်။အောင်မြတ်သာတို့ထွက်သွားတော့ဘူကလုံးကလည်းမနေတာတော့ပဲနဲ့ဖေမာကန့်တရားဖျားကိုလက်နဲ့ကန်ကာ အနောက်ကနေပြေးလိုက်သွားပါတော့တယ်။ညတပြေးပြေးနဲ့နက်လာတာနဲ့အမြရောင်ရမ်းရွာတစ်ခုလုံးအကြတန်တဲ့ကြားရလာအောင်တိတ်ဆိတ်လိုလာခဲ့တယ်။အောင်မြတ်တာမောင်စမမောင်ကောင်းခွန်လာတို့ကတော့တဲကိုယ်ရဲ့နေအိမ်ပေါ်မှာပတိစိတ်သာအင်းဆွေတော်တွေကိုလှုပ်ဆောင်နေပေမယ့်ဖိုးကရုံကတော့လေးကွာကိုပြောင်နေအောင်ပုတ်တိုက်ရင်းနဲ့ပဝင်းချင်းကိုလိုက်ကြည့်နေခဲ့တာ။အဲ့ဒီချိန်အိမ်ကောင်းရင်တရက်ပင်ပေါ်မှာမိကြီးကလေးရဲရဲနေနေတဲ့မျက်လုံးနှလုံးပေါ်လာတာကြောင့ ဖူကရုံကလေးကွာကိုကိုက်ပြီးပရင်းပေါ်နာကိုတိုးကပ်သွားခဲ့တယ်။ဟာငါကတရင်မတ်လို့ထကြည့်ဟာကြောင်ဖြစ်နေရအောင်။အင်းပေါ်လေးဒီခြေရာကြောင်စုပ်တွေနှင်းကိုစားရမယ်အချိန်ကိုအဲ့လိုရင်ရွရင်နဲ့အင်းတဲကိုပြန်ဝင်ခဲ့လိုက်တယ်။ဖူကရုံအင်းတဲကိုရောက်လို့အပြင်ကိုကြည့်လိုက်တဲ့အချိန်မှာတော့တရက်ပင်ပေါ်မှာရှိနေတဲ့ကြောင်ဟာအင်းရှိလျက်ပေါ်ကိုရောက်နေတာမြင်လိုက်ရှာတယ်။ဒီကောင်ခုနကတရက်ပင်ပေါ်မှာရှိနေတာလေ။အခုကျတော့အင်းပေါ်ဘလို့လို့ရောက်နေတာလေ။ ဘိုကရုံကလေးခွကိုခါးချထိုးပြီးတော့လက်ဖြစ်တီကအနားကိုကတ်သွားတဲ့အချိန်ရှင်ထက်လာတဲ့လက်တရလက်ပြန်ပေါ်ကိုရှောင်လာတယ်။အော်ကြုံစုငါ့ကိုကုတ်တယ်ပေါ့လေ။ဘိုကရုံဘာဖြစ်တာလဲ။ကြောင်ကုတ်လို့စရာအော်နားရပြ။မင်းရတော့လေအရာရာနဲ့အကြောင်းကြောင်းကြည့်မယ်။ဘယ်မှလဲမင်းကိုကုတ်တယ်ကြောင်းလက်ရမ်းမှရှိဟင်ဒီကောင်ဘယ်ရောက်သွားတာလဲ။အခုနောက်ဒီမှာထိုင်နေရလေ။ ဖုန်းကလုံးကအိမ်ပေါ်ကနေအိမ်ရောက်ကိုငုံကြည့်လိုက်အိမ်ခေါင်မိုးပေါ်မော့ကြည့်လိုက်လုံနေတဲ့အချိန်ညောင်းဆိုတဲ့အတန်ကငန်းဟိုဘက်ချမ်းကအိမ်ခေါင်မိုးပေါ်ကနေထွက်လာခဲ့တာဒီကြောင်စုပ်အတော်များတာပဲနောက်တစ်ခါဆိုရင်ငါနဲ့တွေ့မယ်ဖုန်းကလုံးမင်းလက်ကတွေးထွက်နေတာပဲဒီလိုလားဆန်အောင်မြတ်တာဖုန်းကလုံးရဲ့လက်ကိုယူပြီးတော့လက်နဲ့ဆွဲတက်ချလိုက်ရှာတန်ရာကတွေးတိတ်သွားခဲ့တယ်ဆရာဒီဘာကထူးဆန်းနေသလားဘာလို့လဲကွာ ရွာမှာရှိတဲ့လူတွေတင်စွမ်းတာမဟုတ်ဘူးဗျ။ကြောင်လေးစွမ်းနေ။မင်းကသွားစားလို့ဟိုကကောက်တာလေးကွာ။မဟုတ်ဘူးနော်ဆရာ။အခုနကဆရာတို့ပတိစိတ်နေရောအဲ့ဒီကြောင်ကခေါင်းရင်းတည့်ရပေမှာရှိနေတာ။ကျွန်တော်ဒီဘက်လှည့်လိုက်တော့တင်းကအင်းရှိလက်တန်းပေါ်ကိုရောက်နေပြီ။အဲ့ဒီကနေကျွန်တော်ကိုကုတ်ပြီးစက္ကန့်ပိုင်းလောက်ပဲကြာ။ဟိုဘက်အိမ်ခေါင်းမိုးပေါ်ကိုရောက်နေပြန်ရော။အဲ့ဒါကြောင့်စွမ်းနေလို့ပြောတာပေါ့။မင်းပြောတာတေးစားလို့လား။ တကယ်ပါဆရာရဲ့ဆရာတပည့်နေပြောရင်လေနောက်တစ်ခါဖျားသည်ဖေးချိန်မကောက်တကူလုံးမှာကတ်ပါစေဖျားပိုကရုံးရဲ့စကားကြောင့်အလုပ်ပြီးသွားပြီးတော့အညောင်းဆက်နေကြတဲ့သူတွေအားလုံးတခွီးခွီးနဲ့ရှိလိုက်ကြတယ်ပိုကရုံးပြောတာသိကြတယ်ဆိုရင်ဒီကြောင်ကတာမန်မဟုတ်လောက်ဘူးဘလို့တာမန်မဟုတ်တာလဲဆရာအဖွားပြောတဲ့ပုံကြောင့်ရုပ်တွေပြောင်းမော်စင်စာအုပ်ကိုခိုးထားတဲ့သူကလူအတွင်နဲ့ခိုးထားတာမဟုတ်ဘူးဆိုပဲဆရာခုနကအကြောင်းကိုတန်တရားဝင်နေရလား ။မောင်စမားရဲ့စကားကိုအောင်မြတ်တာပြန်မဖြေဘဲနဲ့အတံမထွက်ဖို့အတွက်လက်ဟန်ချေဟန်နဲ့ပြလိုက်ကခေါင်းမိုးပေါ်ကိုလက်ညှိုးထိုးပြလိုက်တယ်။မောင်စမားတို့ကချက်ဆိုရင်နှစ်ကွက်ကမိကြောက်တဲ့တပည့်တွေဖြစ်တော့ဘာမှဆက်မပြောတော့ဘဲနဲ့ကောင်းကိုမော့ကြည့်နေတဲ့အချိန်ဖိုင်ဝက်တူကိုခပ်ဖော့ဖနင်းလာတဲ့အတံတစ်ခုထွက်လာခဲ့တာ။စေတန်အားတစ်ချက်ပင်ကြားပြီးတော့ပျောက်သွားတာကြောင့်အောင်မြတ်တာကျန်းကိုဝုန်းကနေရှိုက်ချလိုက်ရာကြောင်တကောင်ခေါင်းမိုးပေါ်ကနေနှိမ့်ပြီးတော့ပြုတ်ကျလာခဲ့တယ်။ဘိုးကတော့အဲ့ကောင်ပစ်စံ မောင်စမရဲ့အော်တန်ကြောင့်ဖုန်းကတော့ကလည်းလောက်စလုံးထည့်ထားတဲ့အိတ်ကိုဆွဲယူပြီးတော့ပြုတ်ကျလာတဲ့ကြောင်ကိုပြစ်ပါလေရောဒါပေမဲ့လောက်စလုံးတွေကကြောင်ကိုမကြည့်ဘဲနဲ့ရေကြီးကိုသာထိပ်ပြီးလွတ်ကျွတ်သွားခဲ့တာဆရာရုံပြီမို့လားဒီရွာမှာကြောင်တောင်ဆွမ်းပါတယ်လို့ဒီကောင်တော်တော်များများပဲကြရှေးခနေရှေးခနေပြေးတာများမနှဲကြည့်ယူရတဲ့ခေါလာကလည်းအံ့ဩစွာပြောလိုက်တော့အောင်မြတ်တာကဖိုးကတော့မင်းအဲ့ဒီကြောင်ကိုမဖမ်းချင်ဘူးလားဖမ်းချင်တာလက်ကိုရားနေတာပဲဆရာကြီး အဲ့ဒီကြောင့်ဆိုကျွန်တော်ကိုကုတ်သွားမကျင်တတ်သေးဘူးဒါဖြင့်ငါနဲ့လိုက်ခဲ့ကျွန်တော်တို့ကရောဆရာဒီလောက်ကဖူးကလုံးလောက်နေဖြစ်ပါတယ်မင်းတို့အိမ်မှာပဲနေခဲ့အောင်မြတ်တာရဲ့စကားကြောင့်ဖူးကလုံးကအောင်ပွဲရစစ်သူကြီးလိုမျက်နှာထားနဲ့ကြံခဲ့တဲ့သူတွေကိုကြည့်လိုက်ကလောက်စလုံးအိတ်ကိုလွေကအိမ်ပေါ်ကနေဆင်းလာခဲ့လိုက်တဲ့ဆရာဒီကြောင်ဆုပ်ကိုဘယ်မှာသွားဖမ်းရပါလဲခဏနေအောင်သူရှိတဲ့နေရာကိုလမ်းပြပေးမယ်သူကိုခေါ်လိုက်အောင်မင်း အောင်မြတ်သာအနားမှာပေါက်နေတဲ့တစ်ပင်ကတင်ရွက်တရွက်ကိုအခုပြီးတော့လေးလုံးစမရိုက်ချလိုက်ရာတင်ရွက်ကအသက်ရှိတဲ့အလားတောင်ပံတပြန်းပြန်းခတ်ကပြန်ထွက်သွားခဲ့တယ်။တင်ရွက်ဒီဟာတပြန်းပြန်းနဲ့ပြန်ရင်အိမ်တအိမ်ရှိကိုအရောက်မှာတော့မြားတစင်းလိုထိုးဝင်သွားတာကိုမြင်လိုက်ရှာတယ်။ဆရာတင်ရွက်ကအိမ်ထဲကိုဝင်သွားပြီဗျ။ကျောင်းစုတ်ကဒီအိမ်ထဲမှာပဲရှိရမှာ။ဖိုးကလေးရဲ့စကားအဆုံးမှာတော့အိမ်တကားတစ်ချက်ပွင့်ထွက်လာပြီးတော့မိန်းကလေးတယောက်ထွက်လာခဲ့တယ်။ညာကြီးတကောင်ဘာကိစ္စရှိလို့လဲလို့မေးရင် အမအိမ်ထဲမှာအကြောင်းတကောင်ရှိနေတယ်ဗျကျွန်တော်တို့ကအဲ့ဒီအကြောင်းစုပ်ကိုဖမ်းမလို့အိမ်မှာဘာကြောင်မှမရှိပါဘူးဧည့်သည်တွေအထင်မှားနေပြီထင်တယ်အထင်မမှားပါဘူးအိမ်ထဲမှာအကြောင်းနဲ့တကောင်ရှိနေပါတယ်အမိမယုံရင်ကျုပ်တို့လက်တွေ့ပြပါမယ်အောင်မြတ်သာစကားဆုံးတာနဲ့ခြံဝင်းတဲကိုလေးလုံးမြင်းခုံစမတရွက်ကိုဖိုးကတော့ကိုပေးလိုက်တာဒီစမကိုလောက်စလုံးမှာပတ်ပြီးခေါင်းမိုးပေါ်ကိုပြစ်တင်လိုက်ဟုတ်ကဲ့ဆရာ ဖိုးကလုံးကလည်းစမစာရွယ်ပတ်ထားတဲ့လောက်စလုံးကိုအင်ကောင်မိုးပုံပစ်တင်လိုက်ရှာကြောင်နဲ့တကောင်ဘုံကနေပြုတ်ကျလာပြီးတော့တခွေးခွေးနဲ့လူးလိန်ကအော်ပါလီတော့တယ်။ညတကောင်အချင်းစူးရှားတဲ့အကြောင်းအော်တန်ကြောင့်အင်းဒီသားချင်းနေနိုးလာပြီးတော့မိရင်အနေရောင်နေထွက်လာတဲ့အချင်းလူးလိန်နေတဲ့ကြောင်နဲ့ကြီးဟာနောက်ကျိုးပစ်လိုက်ရှာကြောင်နဲ့အတွင်ကနေလူတယောက်အတွင်ဖြစ်ပြောင်းလဲသွားခဲ့တာ။ဟင်စစ်ကြောင်နေနေဘလို့လောက်ပြီးဆရာဒါဒါရွာထိုင်မှာတွေ့ခဲ့ကောင်းမင်း အမေတို့သိနေရလားဒါဒါကျမမောင်လေးပါမေဖြူကအော်ထိတ်လန့်နေဟန်နေပြောလိုက်တဲ့အချိန်စက်ကြာကအောင်မြတ်တာကိုစိုက်ကြည့်ကခမရတို့ကျုပ်ကိုဖမ်းမယ်ဆိုရင်ကျုပ်ပြောတာကိုအရင်နားထောင်ပေးပါပြီးမှကျုပ်ဘသူဆိုတာရွာလူတွေကိုအသိပေးလို့ရတယ်ဒီလိုပြောပြီးတော့အန်ကိုတင်းတင်းကြိတ်ထားခဲ့ကောင်းပြီလေမင်းပြောတာအရင်နားထောင်ပေးမယ်ကျုပ်ကိုလင်းလင်းမယ်ဆိုရင်တော့အခုနောက်ခန်းစားရတာအစပေါင်းများစွာပို့ခံရလိမ့်မယ် အောင်မြတ်သားကလည်းစက်ကြာရဲ့တောင်းဆိုမှုကိုလက်ခံလိုက်ပြီးလဝါးကိုဖျက်လိုက်ရာခြံထဲမှာရှိနေတဲ့လေးလုံးမြင်းခုံစမကလက်ထဲကိုပြန်ရောက်လာခဲ့တယ်။ဒီမှာရက်ပြောနေရွာလူတွေတမျိုးထင်ကြလိမ့်မယ်။အိမ်ပေါ်တက်ကြပါဦး။မေဖြူရဲ့စကားကြောင့်အောင်မြတ်သားတို့ကလည်းအိမ်ပေါ်ကိုတက်လာခဲ့လိုက်ကြတယ်။အိမ်ပေါ်ကိုရောက်တော့မေဖြူကစက်ကြာနေနေဘလို့လောက်ပြီးတော့ဒီပညာတွေတက်နေရတာလေ။ကျွန်တော်ငယ်ငယ်တုန်းကအဖေချိုးပြနေကြတပောင်းအမမတ်မိလား။ ရှုံးသွင်ပြောင်းနေတဲ့အိမ်ပေါ်တက်ကမျိုးရိုးအဆက်ပြက်လက်တန်းဆိုတဲ့တပောင်လားအဲ့ဒီတပောင်အရာစိန်များဆိုတဲ့မိမကြီးကိုဖြုတ်ချခြင်းရှုံးသွင်ပြောင်းမော့စင်ကိုအောင်မြင်အောင်ကြည့်ရမယ်လို့အဖေပြောခဲ့ဘူးလေခဏနေပါဒေါ်စိန်ညာကိုဘာကြောင့်ဖြုတ်ချရမှာလဲဆိုတာကိုရှင်းပြဆမ်းပါတကယ်တော့ဒီရွာကျုပ်တို့ရဲ့ဘိုးဘေးကြီးအစဉ်အဆက်အုပ်ချုပ်ခဲ့တာရှုံးသွင်ပြောင်းမော့စင်ပညာရဲဆိုတာကလည်းကျုပ်တို့ဘိုးဘေးတွေကပဲရေးသားခဲ့တာတောင်ဒေါ်စိန်ညာရဲ့ဘိုးဘေးတွေက အောင်မော်ပညာရှင်လိုအမိတက်ပြီးအပုတ်ချခဲ့တယ်လို့ရွာလူတွေကိုစီယုံပြီးတဆင်ထောင်ခဲ့ကြတယ်။ဒါပေမဲ့သူတို့ဒီရွာကိုပြောင်းရွှေ့စဉ်ဟာရုပ်တွေပြောင်းမော်စင်စာကိုဒုတိယအတွင်းကိုပဲရှားရှိခဲ့ကြတာလေ။ပထမအတွင်းကမင်းတို့စီမှာရှိနေသေးတာပေါ့။ဘိုးဘေးရဲ့အညော်အမြင်ကြီးမှုကြောင့်ပထမအတွင်းကိုဖွက်ထားနိုင်ခဲ့တယ်လို့မိသားစုရဲ့ပထမဆုံးယောက်ျားသားအသာစာအုပ်ကိုဖတ်ခွင့်ရှိခဲ့ကြတယ်။ ကျုပ်ဖေကဒီရွာကိုတာမန်ရွာသားတယောက်အနေနဲ့ပြန်ဝင်ပြီး သူ့ရည်မှန်းချက်ဖြစ်တဲ့ဒေါ်စိန်ညာမျိုးဆက်ကိုဖျောက်ချဖို့ကြိုးစားခဲ့တာဒါပေမဲ့ကျင့်စဉ်မအောင်မြင်ခင်မှာပဲဆုံးသားသွားခဲ့တာလေဒါရီယာငါဘာလို့မသိခဲ့ရတာလဲနောက်ပြီးနေရဘာလို့ပညာမတတ်တဲ့သူဖြစ်နေဟန်ဆောင်နေခဲ့ရတာလဲဒေါ်စိန်ညာအရန်တန်တရားကြီးတဲ့သူတယောက်လို့အဖေကပြောတယ်ရွာမှာပညာစွမ်းထက်တဲ့သူတွေဆိုရင်ငယ်စဉ်ကလေးကချိုးနေခဲ့ရတာအမအမြင်ပဲမဟုတ်လား အဲအကြောင်းအဖေကကျွန်တော်ကိုဘာမှမတက်တဲ့သူဖြစ်နေနေခိုင်းခဲ့တာနောက်တစ်ချက်ကအဖေဘာလို့တီးရလဲအမတီးလားအဖေကတခြားရွာသူတွေနဲ့ပညာပြိုင်ရင်းနဲ့တီးတာဆိုအဲအကြောင်းအဖေကနေမကရိုးအောင်လို့နေလို့ပြောခဲ့တာစကြစကားပြောနေခြင်းနဲ့အောင်မြတ်တာကိုကြည့်တာခမည်းတော်လည်းသူ့ရဲ့နှဲ့ကွက်အောင်မှာမျောနေခဲ့တာပဲအဲ့လိုပြောရင်းနေရှိနေခဲ့တယ်မင်းပြောတာအမှန်လေလားကျုပ်လိန်တို့ဘာရမှာလဲ မင်းပြောတာအမှန်ဆိုရင်ကျုပ်ကလည်းမှန်တဲ့ဘက်ကနေရက်တည်ပြီးမှာပါခမားကျုပ်ကိုဒေါ်စိညာရဲ့လက်ထဲကိုမအပ်တော့ဘူးလားကျုပ်ကပုံကူဆွဲတဲ့အမှန်တရားကိုပဲကြည့်ရလူစားမျိုးပါ လောကမှာခမားလိုလူ အခုမှပဲမြင်ဘူးတော့ဒါနဲ့မင်းလက်ရောတက်တာရဲ့လားရပါတယ်ဘာမှမဖြစ်တော့ပါဘူးဖိုးကရုံကစက်ကြောင်ကိုမျက်နှာသားတီတီနဲ့ပြောပြီးတော့ဒီကွာကိုခါးချတဲ့ကိုပြန်ထိုးထည့်လိုက်တယ်ဒေါ်စိညာရဲ့စိတ်ရင်းမှန်ကိုပြီးဖို့ဘယ်လိုလုပ်ကြမလဲလွယ်ပါတယ် ကျောင်းတီတကာဝင်တဲ့အခါအမိခံလိုက်မယ်လေစစ်ကြရဲ့ဖြစ်ပါမလားနေတစ်ခုခုဖြစ်ရင်ငါရင်ကျိုးမှာစိတ်မပူပါနဲ့အမသာအခုလိုရိုးရိုးအေးအေးပဲနေဒေါ်စိန်ညာရိုးအားတဲ့သူဆိုရင်တိတ်သဘောကြတာဘာဖြစ်လို့သူကသဘောကြတာလဲဘာလို့လဲဆိုတော့အဲ့ဒီလူတွေကသူခိုင်းတဲ့အတိုင်းလုပ်ပြီးသူ့ကိုအာမခံနိုင်လို့ပေါ့ဗျကဲကျုပ်သွားပြီပြုစစ်ကြအိမ်ပရိပောက်ကနေလွားကနေခုံချလိုက်ရှာနေပေါ်မရောက်ခင်ပါပြီကြောင်တဲ့တကောင်အဖြစ်ပြောင်းသွားပြီးတော့ဒေါ်စိန်ညာရဲ့အိမ်ဘက်ကိုပြေးထွက်သွားခဲ့ စကြာရေးခန္ဓာကိုယ်ဟာဟွာကုန်းစားတစလိုမျိုးပေါ်ပါနေရကြောင်းအင်ကောင်မှုတစ်ခုနဲ့တစ်ခုကိုအချိန်နဲ့ခုန်ကူရင်ဒေါ်စိန်ညာအိမ်ဘက်ကိုပြေးလာခဲ့လိုက်တယ်။စကြာကလည်းအင်ကောင်မှုပေါ်မှာလှည့်ပတ်သွားလာခြင်းနဲ့ဒေါ်စိန်ညာတတိထားမိအောင်လုပ်နေတဲ့အချိန်စပန်ကြီးဘက်ကနေစကားပြောတဲ့တဲ့တွေကိုကြားလိုက်ရတာကြောင့်ခေါမိုးနဲ့ကန်လျက်ပေါက်နေတဲ့ဘိန်းနဲ့ပေပုံကိုခုန်ကူခဲ့လိုက်တယ်။စိန်ညာနေငောင်းကတိပေးထားတာမေ့နေပြီလား။မမေ့ပါဘူးဆရာရဲ့စင်ညာနဲ့ဆရာလူချင်းနဲ့စာအုပ်ကိုစူးစမ်းပြီးတော့ရှာနေပါတယ် နေရဒီရွာရဲ့အကြီးအကဲဖြစ်ပြီးတော့အစဉ်အဆက်ထိမ့်သိမ့်လာတဲ့ပညာရှင်စာအုပ်တွေဘယ်နှထားမှမသိဘူးပေါ့ဟုတ်လားစင်ညာမိဘတွေအစဉ်အဆက်လက်စင်ကန်းခဲ့လို့ဒါဒီနေရာကိုရလာတာပါသူတို့ရှိစရာလေပညာရှင်စာအုပ်တွေဖွက်ထားတဲ့နေရာကိုမပြောပြခဲ့ပါဘူးနေမိဘတွေလည်းအတုံးမကြောင်နေလည်းအတုံးမကြောင်ငါသာမောင်အေးဖြူကိုနေ့နေရာပေးခဲ့ရင်ဒီအချိန်ငါလိုချင်တဲ့အရာတွေရနေလောက်ပြီမောင်အေးဖြူဆိုတဲ့နာမည်ကြောင့်စက်ကြလုံးလုံးရှာရှာဖြစ်သွားရှာရင်ဒီလူကြီးကအဖေကိုသိနေပါလား ူကဘာတူလဲဒေါ်စိန်ညာရောသူနဲ့ဘယ်လိုပတ်သက်နေရလဲဆက်ကြောင်ရဲ့အတွေးတွေရှောက်ထွေးကုန်တာကြောင့်နေရာကနေမရွှေ့ပင်နေပါဆက်ပြောရမလဲဆိုတာကိုနားထောင်နေခဲ့တယ်။အဲ့ဒီအချိန်ခြံဝင်းတဲကိုဝင်လာတဲ့ခြေတန်းတွေကြောင့်ဒေါ်စိန်ညာရဲ့ရှေ့မှာရပ်နေတဲ့လူကြီးဟာခြုံတွေကိုဝင့်ရမ်းလိုက်ရှာဖြတ်ခနဲပြောင်းွယ်သွားခဲ့တယ်။ဆရာဆရာတို့ပါလားဒီချိန်ဘာကိစ္စရှိလို့ရောက်လာကြတာလဲ။အောင်မြတ်တာတို့ကလည်းစပတ်ကြီးဘက်ကိုစောင်းခဲ့ကြည့်လိုက်ရှာ စစ်ကြောင်ရဲ့အချိန်ရှောင်ကိုမတွေ့ရကြအောင်ဘာပြောရမှန်းမသိဖြစ်နေတဲ့အချိန်ပိန်းနေပင်ပေါ်ကနေအကြောင်းနဲ့တကောင်ခုံချလာခဲ့ရာနေကြီးပေါ်ကိုမရောက်ခင်မှာပဲလူအသွေးပြောင်းလဲသွားခဲ့တာမင်းမင်းစစ်ကြောင်မဟုတ်လားဘလို့ဖြစ်ပြီးမင်းကရုပ်သိမ်းပြောင်းပညာကိုတတ်နေရတာလဲဒီကိစ္စထက်အခုနောက်လူဘယ်သူလဲဆိုတာကိုသိချင်တယ်။သူကကျွန်တော်ဘီကိုဘာကြောင့်သိနေရတာလဲငါတို့ပြောတာကြီးမင်းနားထောင်နေခဲ့တာလားဟုတ်တယ်ကျွန်တော်နားထောင်နေခဲ့တာ ဒါနဲ့သူပြောတဲ့ပညာစင်စာအုပ်တွေဒီမှာရှိလျက်နဲ့ဘာကြောင့်မရှိဘူးလို့လိန်ပြောခဲ့ရတာလေသူ့ကိုပြောလိုက်ရင်ဒီတရွာလုံးကိုအမောင်တို့တွေဆွဲခေါ်သွားလိမ့်မယ်ဘာကြောင့်လဲသူကဘသူမို့လို့ဒီလောက်ကြောက်နေရတာလဲစက်ကြာရဲ့စကားကိုဒေါ်စိန်ညာပြတ်မဖြစ်ဘဲနဲ့အောင်မြတ်သာဘက်ကိုလှည့်ကဆရာဆရောက်တော့မရဏဆိုတဲ့သူဒီရွာနဲ့ဘလို့ပတ်သက်လဲလို့မေးဘူးတယ်နော် ဟုတ်ပါတယ်ကြုံမေးဘူးပါတယ်ဆရာမေးတဲ့အဖြေကိုအခုဖြေပေးပါမယ် အခုနာအဖွားစီရောက်လာတဲ့သူဟာမရဏရဲ့ညာလက်ယုံတပည့်ဖြစ်တဲ့ဂါမဏိပဲသူကနှစ်ဖက်ရွာတိုက်ပွဲမှာမပါဝင်ခဲ့ဘူးလားအဲ့ဒီအချိန်သူအသက်ထုံကူးနေလို့မပါခဲ့ဘူးသူနဲ့အဖွားနေရဘလို့ပတ်သက်နေရလဲလူငယ်ရဲ့အချိန်တွေတော့အဖွားသူ့ရဲ့တပည့်အရင်ဖြစ်ခဲ့ဘူးလေသူ့ရဲ့အကူအညီကြောင့်ဒီနေရာကိုရောက်ခဲ့တယ်ဆိုလည်းမမောင်းဒါဆိုကြောက်ပီကိုဘူရှိမှာတက်လိုက်တော့ခမည်းပါတယ်မလား အဖွားပါခဲ့တယ်ဆိုပေမဲ့မင်းဖေကိုတတ်ခဲ့တာကာမဏိကိုယ်တိုင်ပဲသူကဘာကြောင့်တတ်ခဲ့ရလဲအဲ့ဒီကာမဏိကမင်းဖေကိုတပည့်အဖြစ်မွေးချင်ခဲ့တာအကြောင်းကတော့မင်းတို့ရဲ့ဘိုးဘေးတွေပိုင်ဆိုင်ခဲ့တဲ့ရုပ်သွေးပြောင်ပေါ်ခြင်းစင်စာအုပ်ကိုလိုချင်လို့ပဲသူ့ရဲ့အကြံကိုသိနေတဲ့မင်းဖေကတပည့်အဖြစ်လဲခံယူဖို့ညင်းခဲ့တယ်လို့စာအုပ်ကိုလည်းသူမသိဘူးဆိုပြီးညင်းခဲ့တာလေတကယ်တော့မင်းဖေကအဖွားထက်ပို့ပြီးရေးရင်ခဲ့ပါလေ ဒါဆိုရင်ကျုပ်တို့မောင်နှမတယောက်ချောင်းကိုအစရေကခမရသိနေကြတာပေါ့ပြီးတာပေါ့စကြရင်တနေ့နေ့တစ်ချိန်ချိန်မင်းတို့နှစ်ယောက်ကဒီရွာကိုကာကွယ်ရမှာမို့တက်တင်တက်အပ်တဲ့ပညာတွေသင်ဖို့အမုန်းခံပြီးပြောခဲ့တာအခုတော့မင်းကငါထင်တာထက်တောင်ပိုတက်မြောက်နေပါလားဒုညာဆိုင်ရဲ့စကားကြောင့်စကြငြိမ်းချသွားတယ်အဲ့ဒီချိန်အောင်မြတ်တာအပေါ်ကကျုပ်တို့ကိုခေါ်ပြီးအကူညီတောင်းတာကစာအုပ်ကိစ္စကြောင့်လားဒါမှမဟုတ်ဂါမနီကြောင့်လားနှစ်ခုလုံးပါပဲစီဟာ အခုတော့ဒီရွာကိုကာကွယ်ပေးမဲ့သူရောက်လာပြီဆိုတော့အပွားစိတ်အေးရပါပြီ။ဟိုလေလူလေးကိုအပွားမေးချင်တာတကူကမော်စင်ပညာရဲ့စာအုပ်တွေဖတ်ထားတဲ့နေရာကိုဘလို့လုပ်ပြီးခဲ့တာလဲ။အမှန်တိုင်းပြောရရင်အဖေမသေးခင်ပြီးခဲ့တဲ့ရုပ်တွေပြောင်းမော်စင်စာအုပ်ထဲကနေတိရပါ။ဒါကလေကျင့်စဉ်အောင်မြင်မှသိခဲ့ရတာ။တော်လိုက်တာကွယ်ဒီလိုကျင့်စဉ်ကိုတာမန်လူတွေဘလို့မှအောင်မြင်အောင်မကျင့်ကြံနိုင်ကြဘူး။အခုဒုတိယအတွဲကိုလည်းအောင်မြင်အောင်ကြိုးစား လူလေးရမကြခင်ဒီရွာကိုအုပ်ချုပ်ရလိမ့်မယ်။ကျုပ်အဖွားပေါ်မှာအထင်လွဲခဲ့မိတယ်။ဒီအတွက်တောင်းပန်ပါရယ်ဗျာ။ရပါတယ်လူလေးရဲ့အဖွားအခွင့်လို့ပါတယ်။အဖွားစင်ညာကစက်ကြာရဲ့လက်ကိုစုပ်ကင်ထားလိုက်တဲ့အချိန်မှာပဲအရှိဘက်ကနေရောင်ရီတချို့ပြုတ်တက်လာခဲ့တယ်။ဘာကွာမင်းပြောတာတင်စာလားညိုမောင်။မနေ့ကကျွန်တော်နိုးတဲ့အချိန်တွေရွာကိုလာတဲ့ဧည့်သည်၅ယောက်ရဲ့စက်ကြာဆိုရဲကောင်းလေးရဲ့ဒေါ်စင်ညာရဲ့စကားပြောနေတာတေချာကြားလိုက်ပါတယ်။ အဖေပညာပေးခဲ့တဲ့ဒေါ်စင်ညာအခုလိုတစ္ဆာဖောက်နိုင်မယ်လို့မထင်တော့ဘူး။အဲအကြောင်းငါ့ကိုအမျိုးမျိုးလှည့်ပတ်နေတာကို။ဟဲ့ငကုန်းတို့ငပြောတို့အခုချက်ချင်းငါတပည့်ရင်းနေစီကိုအကြောင်းကြားလိုက်စမ်း။ဂါမနီကိုအာခံရင်ဘလို့ဖြစ်မလဲဆိုတာပြရသေးတာပေါ့ကွာ။အဖေကျွန်တော်မိသားစုကြီးရှောင်းထားလိုက်ရမလား။မသိချင်ရှောင်းထားကြပါဦး။ငါကတော့ဆုံးဖြူမှတရွာလုံးကိုချက်ကုန်းဖြစ်အောင်လုပ်ပြမှာ။ ကာမနီယာမီးပုံတရားမီးခဲတွေကိုလက်နဲ့စုပ်ကမ်းရင်းမပပကျိမလိုက်ပါတော့တယ်။အောင်မြတ်တာတို့အနေနဲ့ရွာခန့်ပညာသင်တွေနဲ့ပူးပေါင်းပြီးတော့ဆုံးဖြူပါရွာကိုဘယ်လိုကာကွယ်ကြမလဲဆိုတာကိုတော့အောင်မြတ်တာနဲ့မော်စင်ပညာရှင်ပွဲဆိုရင်ဇလန်လီမှာပြည်သက်ကြီးတို့ကနားဆင်ရမှာပဲဖြစ်ပါတယ်။